အားလုံးမင်္ဂလာပါစေဘကဟဲ့ knowledge sharing channel ကနေကြိုဆိုပါရစေဒီနေ့ဒီ channel အတူ grade 10 biology chapter 4.1.2 types of nutrients အပိုင်းတစ်ကိုလေ့လာကြရအောင် plant စေမှာ inorganic nutrients စေအများကြီးလိုအပ်ပါတယ်အဲ့ဒီမှာမှာ essential elements စေကတော့ carbon hydrogen နဲ့ oxygen တွေဖြစ်ပြီးတော့မှလေတွေကနေရရှိပါတယ်တခြား elements စေကတော့ soil ကနေ ဒါရိုက်ဒါမှမဟုတ်လို့ရှိရင် fertilizer တွေကနေတစ်စင်းရရှိတာဖြစ်ပါတယ်။ plants ကလိုအပ်တဲ့ nutrients တွေကိုအဓိက group နှစ်ခုခွဲထားပါတယ်။ macronutrients နဲ့ micronutrients ဖြစ်ပါတယ်။လူတွေမှလည်း macronutrients micronutrients ဆိုပြောမှာလိုအပ်တဲ့ nutrients တွေကိုနာမည်ပေးထားပါတယ်။ဒါမှမဟုတ်အပင်နေလဲဝေပြချမ်းသာပါတယ်။ အပင်မေမှာလိုအပ်တဲ့ macronutrients ရောကာဗွန်အောက်ဆီဂျင်ဟိုက်ဒရိုဂျင်နိုက်ထရိုဂျင်ဖော့စဖရပ်စ်ပိုတက်ဆီယမ်ကယ်ဆီယမ်မဂနီဆီယမ်နဲ့ဆာဖာတွေဖြစ်ပါတယ်ပမာဏအများကြီးလိုတဲ့အတွက်ကြောင့် macronutrients လို့ခေါ်တာဖြစ်ပါတယ်ပမာဏအနည်းငယ်ပဲလိုအပ်တဲ့ nutrients တွေကိုတော့ micronutrients လို့ခေါ်တယ် boron iron chlorine manganese zinc copper molybdenum နဲ့ nickel တွေဖြစ်ပါတယ် ါတော့ plants နေမှာလိုတဲ့ macro နဲ့ micronutrients list ဖြစ်ပါတယ် table 4.2မှာ plants စိမ်မှာလိုအပ်တဲ့ macronutrients စီရဲ့ function စိမ်နဲ့ deficiency ဖြစ်ရင်ဘယ်လို effect တွေဖြစ်မလဲဆိုတာကိုဆက်လက်လေ့လာကြပါမယ် carbon hydrogen oxygen က carbohydrate protein fat စိမ်မှာပါဝင်ပါတယ် plants စိမ်ရဲ့ general metabolism မှာအဓိက role အနေနဲ့ပါဝင်တာဖြစ်ပါတယ် ကာဗိုဟိုက်ဒရိတ်မှာတော့မိုနိုဆက်ခရိုက်ဒိုင်ဆက်ခရိုက်နဲ့ပိုလီဆက်ခရိုက်တွေစတရက်ချာမှာကြည့်ရင်ကာဗွန်အောက်ဆီဂျင်ဟိုက်ဒရိုဂျင်တွေလိုအပ်ပါတယ်ဖက်တီမှာဆိုလို့ရှိရင်လည်းဖက်တီအက်ဆီဂလိုက်ကိုလစ်ပစ်ဂလစ်ဆိုဖော့စ်ဖိုလစ်ပစ်စဖင်ဂိုလစ်ပစ်ကိုလက်စထရောလစ်ပစ်စီမှာကာဗွန်အောက်ဆီဂျင်ဟိုက်ဒရိုဂျင်တွေကိုတွေ့ရမှာဖြစ်ပါတယ်ပရိုတီးန်းတွေကိုတိစောက်ထားတဲ့အမိုင်နိုအက်ဆစ်တွေမှာလည်းကာဗွန် ိုက်ထိုဂျင်အောက်ဆီဂျင်တွေလိုအပ်ပါတယ်အဓိကထပ်ပြီးလိုအပ်တာကနိုက်ထိုဂျင်ဖြစ်ပါတယ်ဂျန်နယ်မက်တာဘောလစ်ဇမ်မှာပါတဲ့အတွက်ကြောင့်ကာဗွန်ဟိုက်ထိုဂျင်အောက်ဆီဂျင်ဒက်ဖီရှင်စီဖြစ်ရင်အပင်ရဲ့ normal growth and development ကိုထိခိုက်ပါတယ်နိုက်ထိုဂျင်စီကတော့အပင်ရဲ့အရေးပါတဲ့ nucleic acid တွေ amino acid and protein စီမှာပါဝင်ပါတယ် DNA မှာရှိတဲ့ base တွေမှာ nitrogen တွေပါဝင်တာဖြစ်ပါတယ်။အနီမှာရှိတဲ့ base တွေ adenine, guanine, ယူရက်ဆင်စိုက်တိုဇင်းတွေမှာနိုက်ထရိုဂျင်စီပါဝင်တာဖြစ်ပါတယ်။ရေးပါတဲ့နျူကလ িয়ার အက်ဆစ်တွေမှာပါဝင်တဲ့အတွဲကြောင့် cell division မှာအဓိကအရေးကြီးပါတယ်။အဲ့ဒီအတွဲကြောင့်နိုက်ထရိုဂျင်က affects the shoot root growth density ကလာ disease resistant and stress tolerance တွေမှာအဓိကသူ့ရဲ့ function နေနဲ့အလုပ်လုပ်ပါတယ်။အပင်နေမှာ stress လို့ပြောတဲ့အခါမှာသူကအဓိကက environmental stress ကိုဆိုလိုတာဖြစ်ပါတယ်။ ဈေးများများလိုအပ်တဲ့အပင်ကဈေးနေနေတာမျိုးအပူဒဏ်များတာမျိုးအရာတွေကိုအပင်ကြီးရဲ့ stress လို့ပြောတာဖြစ်ပါတယ်။ Nitrogen deficiency ဖြစ်မယ်ဆိုလို့ရှိရင် chlorosis လို့ခေါ်တဲ့ leaf စီ yellowing နေဖြစ်ပါတယ်။ Cell growth မှာအဓိကပါတဲ့အတွက်ကြောင့် standing of the plants အပင်ကြီးမကြီးထွားပါဘူး။ Dormancy of the lateral buds and late flowering အပွင့်ပွင့်လာနေပြီးတဲ့အခါမှာ lateral buds စီမှာလည်း growth တည်နေနေတာကိုတွေ့ရပါတယ်။ chlorosis ရဲ့ causes တွေဖြစ်ပါတယ် biotic factor တွေမှာ nutrients deficiency တွေကပါဝင်တာဖြစ်ပါတယ်အဲ့ဒီတွေကြောင့် nitrogen deficiency magnesium deficiency တွေမှာ chlorosis တွေဖြစ်ကြပါတယ် accelerary birth စီမှာ dormant ဖြစ်နေတာ growth နည်းနေတာဖြစ်ပါတယ် nitrogen deficiency မှာ chlorosis ဖြစ်တာတွေ့ရတာဖြစ်ပါတယ် phosphorus ကတော့ nucleic acid တွေရဲ့ component စီဖြစ်ပါတယ် နျူကလ িয়ার စစ်တီးရဲ့ structure DNA မှာနျူကလီယိုတိုက်စိနဲ့လောက်ထားတဲ့အခါမှာ phosphorus တွေပါဝင်တာဖြစ်ပါတယ်ဒီ structure မှာနျူကလီယိုတိုက်စိအချင်းချင်းဆက်တဲ့ကြားမှာ phosphodiester bond နဲ့ဆက်ထားပါတယ် DNA မှာ RNA မှာနှစ်ခုစလုံးမှာ phosphorus တွေပါဝင်တာဖြစ်ပါတယ် energy currency ဖြစ်တဲ့ ATP မှာလည်း phosphorus တွေပါပါတယ် adenosine triphosphate ဖြစ်ပါတယ် affects the rate of the seedling development maturation and root growth seed stage development maturation root seed growth ကိုသွားပြ effect ဖြစ်ပါတယ်အဲ့ဒီတွေကြောင့် leaf seed မှာ purple or red spots dark green leaf seed leaf stage premature falling အချိန်မတန်မင်းနဲ့အရွက်တွေကျွေကြတာမျိုးဖြစ်နိုင်ပါတယ် potassium နဲ့ calcium ကတော့ enzyme တွေကို activate လုပ်ပါတယ် starch synthesis ကိုအားပေးပါတယ် ပလန့်စိန်မှာတာဂါပရက်ရှာကိုမိန်တိန်လုပ်တဲ့နေရာမှာကယ်ဆီယမ်နေပါဝင်တာဖြစ်ပါတယ်။ဒီရွက်မှာရှိတဲ့ပိုးစီဘေးမှာရှိတဲ့ gut cells ရဲ့တာဂါပရက်ရှာအတွက်ကိုကယ်ဆီယမ်ပိုတက်ဆီယမ်နေပါဝင်တာဖြစ်ပါတယ်။ affects the drought tolerance and disease resistant ရေရှားတဲ့ဒဏ်ကိုခံနိုင်ရှိဖို့အတွက်လေလိုအပ်ပါတယ်။ disease resistant အတွက်လေလိုအပ်ပါတယ်။ potassium and calcium deficiency ဖြစ်ရင်တော့ chlorosis scotch leaf tips scotch leaf tips တော့တော့အရွက်တည်းထိန်သားလေးတွေမှာ ban ဖြစ်နေတာပါပျက်စီးသွားတာဖြစ်ပါတယ် internal စေချာမှာ shorter ဖြစ်တာဒီ longitudinal growth ကိုသွားပြီး effect ဖြစ်ပါတယ် loss of epigeal dominance epigeal node စေရနေပြမှာ growth ဖြစ်တာဆုံးရှုံးသွားတာဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်အပင်ရဲ့ growth ကိုသွားပြီးထိခိုက်တဲ့အတွက်ကြောင့် stem ဖြစ်ပါတယ်အပင်နေအချိန်မကြာမီတရားမျိုးဖြစ်နိုင်ပါတယ် calcium ကတော့ cell wall formation မှာအဓိကပါဝင်ပါတယ် cell wall မှာရှိတဲ့ pectin မှာ calcium တွေသွားပြောင်းမှာဘိုင်းလောက်တာဖြစ်ပါတယ် membrane ရဲ့ structure maintenance အတွက်လည်း calcium အရေးကြီးပါတယ် cultivation မှာလည်းပါဝင်တဲ့အတွက်ကြောင့် standard growth ကိုဖြစ်စေပါတယ် yen meristematic region တွေကို necrosis ဖြစ်ပါတယ် epical intercalary lateral meristematic တွေက epithelial growth တွေ longitudinal growth တွေ lateral growth စီဖြစ်စေပါတယ် meristematic region မှာ necrosis ဖြစ်တဲ့အတွက်ကြောင့်ဒီအပင်ရဲ့ growth ကိုအဓိကသွားပြုံးမှာထိခိုက်ပါတယ် magnesium ကတော့ growth phase ရဲ့ important components ဖြစ်ပြီးတော့ many enzymes တွေကို activate ဖြစ်ပါတယ်ဒါတော့ growth phase ဆိုတဲ့မှာ magnesium အဓိကပါဝင်တာဖြစ်ပါတယ်။ kinase ဆိုတဲ့ enzyme မှာ magnesium က enzyme ရဲ့ reaction အတွက်ကိုကူညီပေးတာဖြစ်ပါတယ်။ magnesium deficiency မှာတော့ older leaf C chlorosis ဖြစ်တယ် necrosis on purple spot C အရွက်ပေါ်မှာပျက်စီးသွားတဲ့နေရာတွေခရမ်းရောင် spot C ဖြစ်တယ်ဒါ chlorosis ဖြစ်ပါတယ် magnesium deficiency မှာ leaf D obsession အချိန်မတိုင်မီ detachment ဖြစ်နိုင်ပါတယ် sulfur ကတော့ certain amino acid and protein တွေမှာပါဝင်ပါတယ် ဆာဖာကွန်တိန်းနီအမိုင်နိုအက်ဆစ်တွေဖြစ်တဲ့16မီသီယိုနီစစ်စတနင်းရဲ့စထရက်ချာတွေမှာဆာဖာတွေကိုတွေ့ရတာဖြစ်ပါတယ်။အန်ဇိုင်းတွေရဲ့ရီယက်ရှင်တွေမှာကူညီပေးတဲ့ကွန်ဇိုင်းစီဖြစ်တဲ့ဘောင်တင်လပွေအစစ်တိုင်မင်းလို့ခေါ်တဲ့ B1 နေမှာလဲဆာဖာရင်လိုအပ်ပါတယ်ဆာဖာ deficiency မှာလဲ chlorosis of the younger leaves stunted growth accumulations of anthocyanin anthocyanin ဆိုတာ red or purple pigment ဖြစ်ပါတယ် sulfur deficiency မှာ anthocyanin ထုတ်တဲ့ gene စီကိုသွားပြီးတော့မှ stimulate လုပ်ပါတယ်အဲဒီတွဲကြောင့် anthocyanin ပို့ထုတ်ပါတယ် terminal buds develop prematurely ဒီအပေါ်မှာရှိတဲ့ terminal buds တွေကအချိန်မတိုင်မီ develop ဖြစ်နေတာကိုတွေ့နိုင်ပါတယ်ဒီနေ့ grade 10 biology chapter 4.1.2 types of nutrients အပိုင်းတက်မှာအပင်နေမှာလိုအပ်တဲ့ macronutrients တွေ macronutrients ရဲ့ efficiency နဲ့ဒီ nutrients deficiency ဖြစ်ရင်ဘယ်လို effect တွေဖြစ်မလဲဆိုတာကိုလေ့လာခဲ့ကြပါတယ်။တချို့ရုံးနဲ့အတူ great dan biology ကိုလေ့လာနေတဲ့မြန်မာပြည်မှာရှိတဲ့ကျောင်းသားကျောင်းသူတွေအတွက်စီဝကဟက် knowledge sharing channel ကို like and share လုပ်ပေးကြပါ sharing is caring မှာနောက်ထပ်သင်ခန်းစာများမှာပြန်လည်ဆုံတွေ့ကြပါစို့